မွန်ပြည်နယ်မော်လမြိုင်မြို့တက်လွင်တံတားနာမှာရှိတဲ့သမိုင်းဝင်ခေါင်းစည်းကျွန်းပေါ်ကနှစ်ပေါင်းရာကျော်တက်တန်းရှိတဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းမှာဒီဇင်ဘာလ10ရက်နေ့မနက်၈နာရီဝန်းကျင်လောက်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။စွန်ချက်ယုံကနေတဆင့်မီးကူးဆက်လောင်ကျွမ်းတာကနေဖုန်ကြီးကျောင်းပင်မကျောင်းဆောင်မီးလောင်ပျက်စီးခဲ့ရကြောင်းနဲ့ရဟန်းတန်ဃာတွေအပါအဝင်လူထိခိုက်သေးဆုံးတာတော့မရှိခဲ့ကြောင်းမြို့ကန်လူမှုကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါဗျ ဒီဖုန်ကြီးကြောင့်မီးလောင်နေတဲ့အချိန်မှာလေငြိမ်နေတဲ့အတွက်ကျန်တဲ့နေရာတွေမီးမကူတာဖြစ်ပြီးဖုန်ကြီးကြောင့်မီးလောင်ပျက်စီးတဲ့အပေါ်နှမျောတယ်လို့မြို့ကန်တယောက်ကပြောပါတယ်အဲ့ဒီဖုန်ကြီးကြောင်းကိုတက်ကရက်1826ခုနှစ်ဘိုးတော်ဖေရလက်ထက်မှာမိုးလူမျိုးဆက်ကဲမောင်ထော်လေးဆောက်လုပ်လူရန်းနာလို့မြို့ကန်တယောက်ကပြောပေမဲ့ TV အနေနဲ့တော့အတိအကျအတိမပြုနိုင်သေးပါဘူး။မိုးပြင်းနဲ့တန်လွင်မြစ်ထဲကခေါင်းစိကျော်ဟာမိုးပြင်းရဲ့အထင်ကရအကျုံးတစ်ကျုံးအဖြစ်သတ်မှတ်ခံထားရတဲ့ကျုံးဖြစ်ပါရဲ့ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံကအရှုပ်တော်ပုံဖြည့်ရှင်းဖို့အတွက်ပြည်내၄ခုက CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေကဒီဇင်ဘာလ17ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ကချင်ပြည်내 CDM နိုင်ငံဝန်ထမ်းများကောင်စီ KLCCSC ၊ KNP နိုင်ငံဝန်ထမ်း CDM ကော်မတီ KCDM စကိုင်းဖက်ဒရယ်ယူနိတ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC SFU မွန်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC မွန်တို့က ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တာပါ NUG ဝန်ကြီးချုပ်ယုံတွင်ကငွေကြီးအရှုပ်တွေယုံတွင်ဖိနှိပ်မှုတွေနဲ့အာဏာလွဲသုံးစားမှုတွေကိုတိုက်ကြားခဲ့တဲ့ဝန်ကြီးချုပ်ယုံဝန်ထမ်းဟောင်း၁၂ယောက်မှာ CDM နိုင်ငံဝန်ထမ်း၅ယောက်ဟာနိုင်ငံရေးအကြံသားဟောင်း၁ယောက် NLD ပါတီဝင်2ယောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်ခဲ့ပါတယ်။တိုင်ကြားခံရသူအမြဲတမ်းအတွဲဝင်မကြည်ပြာနဲ့ခင်ပွန်းတို့ကသူတို့ကိုတိုင်ကြားသူတွေကိုပြန်လည်တိုင်ကြားခဲ့ပြီးနိနာသူတွေဖွင့်လှစ်ထားတဲ့ Facebook page ကိုဆက်အသုံးမပြုဖို့တားမြစ်ခံခဲ့ရပါတယ်။ အခုလိုအာနာလက်ဝဲပိုင်ဆိုင်ထားသူတွေကြအချင်းချင်းအပြက်လန်အကောက်ွယ်ပေးတာမလျော်ဩဇာသုံးပြီးနှစ်နာသူတွေအပေါ်ဖိနှိပ်တာနဲ့ပြည်သူနဲ့အဆက်အသွယ်ဖြတ်တောက်တာတွေဆောင်ရွက်လာတဲ့အတွက်ဒေသအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေအနေနဲ့ဒီမှုနဲ့ပတ်သက်နေတဲ့ CDM ဝန်ထမ်းတွေအတွက်အထူးစိုးရိမ်နေလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ စကိုင်းတိုင်း၆ဦးမြို့နယ်မှာရှိတဲ့ကြည်ကုန်းအရှိကြီးရွာနဲ့ကြည်ကုန်းအနောက်ကြီးရွာတွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးအဲဒီစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အပြီးဝန်သားဘွဲ့ရဆရာတော်ကြီးတပါပြန်လည်နှောင်းမှုကဒေသခံ9000ဝန်းကျင်နဲ့တန်ကတော်အပါ30နီးပါးစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်အဲဒီစစ်တပ်စစ်ကြောင်းဟာကြည်ကုန်းကြီးရွာကိုနွန်ဘာလ30ရက်နေ့ကစတင်ဝင်ရောက်ပြီးဖုန်ကြီးကျောင်းတွေကပရိဘောကအတုံးဆောင်ပစ္စည်းတွေအပါအဝင် ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတည်ဆောင်ကြသလိုဒီဇင်ဘာလ9ရက်နေ့မှာလည်းလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးသာသနာတော်ဆိုင်ရာ အပိဝန်တပွဲရတတ်တော်ရှိဆရာတော်တပါးပါဝင်တန်ဃာတော်နဲ့ပြည်သူတို့ချို့ကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့ဆိုပါရယ်။ စစ်ကောင်စီစစ်တပ်ကအင်ဂျီတထောင်လောက်ရှိတဲ့ကြည်ကုန်းအရှိနဲ့ကြည်ကုန်းအနောက်ရွာနှစ်ရွာစလုံးကိုဒီဇင်ဘာလ9ရက်နေ့ကစတင်မီးရှို့ခဲ့တာဖြစ်ပြီးဒီဇင်ဘာလ10ရက်နေ့အထိစစ်ကြောင်းရှိနေသေးတဲ့အတွက်မီးလောင်တဲ့အင်ဂျီရေအတွက်ကိုတော့အခုထိမသိရသေးဘူးလို့ကြည်ကုန်းအရှိကျောင်းရွာမှာသတင်းသုံးနေတဲ့ဆရာတော်ဦးနန္ဒာကမိန့်ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ကြည်ကုန်းရွာတွေအပြင် အနီးနားကရွာတွေကဒေသခံတွေနဲ့တန်ကားတော့အများအပြားစစ်ပီးရှောင်နေကြပြီးယာယီနေထိုင်စရာတွေအစားအစာတွေနဲ့စေဝါးအကူအညီတွေအေးပေါ်လိုအပ်နေရလို့လည်းသိရပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန်တက် MDA ထိန်းချုပ်ထားတဲ့လာရှိုးနဲ့တီဘောကြကစင်းတရားကိုဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကစပြီးပြုပြင်နေတဲ့အတွက်တရားပြုလုပ်ဖို့အလုပ်စင်းတဲ့အချိန်မှာတရားကိုယာယီပိတ်ထားတယ်လို့ရှင်မောင်းနေစီကသိရပါဗျ။ ီဇမလာ၁၀ရက်နေ့မနက်ကစပြီးတရားစတင်ပြုပြင်နေကတရားပြင်ပြီးဖို့အတွက်လှုပ်ဆင်းတဲ့အချိန်မှာကားတွေကဖောင်ကနေကူးနေရပြီးညနေပိုင်းလှုပ်သိမ်းချိန်ကျမှတရားပြန်ဖွင့်ပေးတယ်လို့ဆိုပါရယ်။ တရားပြုပြင်ဖို့အလုံစင်းတဲ့အချိန်မနက်၈နာရီကနေညနေ၄နာရီအထိတရားကိုယာယီပိတ်ထားမှဖြစ်ပြီးအလုံသိန်းချိန်ပြန်ဖွင့်ပေးသွားမယ်လို့ခီးတဲ့ရင်မောင်းတယောက်ကပြောပါတယ်။တရားကိုယာယီပိတ်ထားတဲ့အချိန်မှာဖောင်ကူးခါကကားသေးကြီးပေါ်မူတည်ပြီးကြက်တောင်းခွဲကနေ၃000အထိပေးရတယ်လို့ဆိုပါတယ်။တရားပြုပြင်တဲ့အချိန်ဟာ၃ရက်လောက်ကြာမှဖြစ်ပြီးပြည့်စည်နေတဲ့တံပြားကြမ်းခင်းကိုတက်သားကြမ်းခင်းအစားထိုးပြုပြင်သွားမှဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တီဘောမျိုးကနေလာရှုပ်ဘတ်အထက်တီဘောတရားကနေရှင်တွေဖြတ်တန်းခွဲ ွင့်ပိတ်ထားဆဲဖြစ်ပြီးလူတွေကိုလမ်းလျှောက်ဖြတ်တန်းခွင့်ပြုထားကခီးသွားတွေကတံတားဟိုဘက်နဲ့ဒီဘက်ထိပ်ကနေကားတွေပြောင်းစီပြီးသွားလာနေကြရတာဖြစ်ပါတယ်ရှင်စကိုင်းတိုင်းမော်လိုက်ခရိုင်တော်လိုင်းရေးတရင်တွေစီကိုစစ်ကောင်စီလက်အောက်ခံတပ်သား9ယောက်ဟာလက်နက်ခဲအတွင်နဲ့အတူပူပေါင်းလာကြတဲ့အတွက်စူချင်းငွေ350စီပေးအပ်ထားတယ်လို့မော်လိုက် Revolution အဖွဲ့ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့ဩဂတ်လဇန်ပိုင်းကနေစက်တင်ဘာလကုန်ပိုင်းထိဟောင်းမလင်းမြို့အခြေဆိုင်ခလာရနှစ်သုံးလုံးတက်ရင်ကစစ်မှုထမ်းတက်တာပြည်သူစစ်တယောက်မော်လိုက်မြို့နယ်ရွာသိရွာကပြူစောတိတယောက်နောက်ပိန်းရွာကပြူစောတိတယောက်ဟောင်းမလင်းမြို့နယ်ကပြူစောတိတယောက်နဲ့ကြိုကုန်းရွာကစစ်တပ်ခန့်ဆယ်မှုတို့ဟာမော်လိုက်ခိုင်တရင်နှစ်နဲ့တရင်လေးရိစီကိုပူးပေါင်းလာကြတယ်လို့ဆိုပါတယ် တိုင်းကစစ်စင်ရန်နာပြည်ရဲ့နောက်ဒီဇမလ9ရက်နေ့မှာနောက်ဆုံးပူပေါင်းလာတဲ့သူဟာဟ ோம் မလင်းမြို့နယ်ကပြူစောတီမျိုးမင်းအောင်ဖြစ်ပြီးပူပေါင်းလာသူအားလုံးကလက်နက်ကိုစီအပ်ကြတယ်လို့ More Light Revolution အဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါရယ်လက်နက်ခဲရန်တွေနဲ့အတူပူပေါင်းလာခဲ့ကြတဲ့တယောက်ချင်းစီကိုစုချင်းငွေ7350စီပေးအပ်ထားပြီး More Light ခရိုင်တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာသူတို့ရဲ့မိသားစုဆွေမျိုးတွေနဲ့အတူနေထိုင်စေပြီးအလောက်ကင်အခွင့်အလမ်းတွေကိုပါစီစဉ်ဆောင်ရွက်ပေးထားတယ်လို့သိရပါရယ်ရှင် ဒီဇင်ဘာလ10ရက်နေ့ည10:00နာရီခွဲဝင်းကျင်ကရန်ကုန်မြို့ကပ္ပားကြီးဖျားလမ်းပေါ်မှာရှိတဲ့မြမပလာဇာအရှိမမိုးရစေတုံးပြီးမောင်းလာတဲ့တရုတ်ဆောင်မိုးအောင်ရင်ရဲ့ကားကနေတဆင်ကား6စီးဆင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီလက်အောက်ကအမှတ်2ရင်းထင်းရဲ့တပ်ဖွဲ့ခွဲမှုရုံးကနေသိရပါဗျ။မိုးအောင်ရင်ရဲ့ကားဟာကုတ်ကိုင်းတရားပေါ်ကနေအချိန်နဲ့မောင်းလာပြီးမီးပွိုင်မှာရပ်ထားတဲ့ကားတွေကိုတိုက်မိတာကနေကား6စီးဆင်ခဲတိုက်ခဲ့တာဖြစ်ပါဗျ။ ရင်တိုက်မှုဖြစ်ပြီးတဲ့နောက်တိ ਉ ဆောင်မိုးအောင်ရင်ကိုစစ်ဆေးကြည့်ရှုတဲ့အခါမှာမူရည်စေတုံးထားတာကိုတွေ့ရပြီးရင်တိုက်မှုအတွက်အမှုဖွင့်ဖို့လုပ်နေတယ်လို့အမည်မဖော်လိုတဲ့ရင်ထင်းရဲ့အရာရှိတယောက်ကပြောပါဗျ။အဲ့ဒီရင်တိုက်မှုကြောင့်သေဆုံးတာမရှိပေမဲ့ကားတွေတော့တော်တော်လေးပျက်စီးကုန်တယ်လို့သိရပါဗျ။တိ ਉ ဆောင်မိုးအောင်ရင်ဟာ2016ခုနှစ်ဩဂတ်စ်လကလည်းမူရည်စေဝါရီနဲ့အတူဖမ်းဆီးရမိခဲ့တဲ့အတွက်2018ခုနှစ်နိုဝင်ဘာလမှာပစံတောင်မြို့နယ်တရားရုံးကထောင်တန်း9နှစ်နဲ့ရန်ကုန်ရှေးပိုင်းခရိုင်တရားရုံးကထောင်တန်း12နှစ်အမိန့်ချမှတ် ခဲ့ပါသေးတယ်။အဲဒီနောက်2019ခုနှစ်မေလ9ရက်နေ့မှာလုံငင်းချမ်းသာခွင့်နဲ့ပြန်လွှတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ကင်းပြည်နယ်မြောက်ရီမြို့ပေါ်မှာကြားဖြန့်ငွေလိန်ခိုင်းတွေကနေထွက်ပြေးတိမ်းရှောင်လာတဲ့တရုတ်လူမျိုးတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးပြီးငွေတောင်းတာတွေလုပ်နေတယ်လို့တရုတ်နိုင်ငံသားနဲ့နှိစက်သူတွေစီကသိရပါဗျ။ ပတ်စပို့နဲ့ဗီဇာရှိတဲ့သူတွေရောမရှိတဲ့သူတွေကိုပါတရုတ်နိုင်ငံသားဖြစ်တာနဲ့အကုန်လုံးကိုဖမ်းဆီးပြီးငွေညစ်တာတွေလုပ်နေပြီးငွေကြေးအမြောက်အများပေးနိုင်တဲ့သူတွေကိုရန်ကုန်နဲ့မန္တလေးဘက်ကိုပို့ပေးနေတယ်လို့ဆိုပါတယ်။မြောက်ရီမြို့မှာစစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေကပဲတရုတ်တွေကိုအ ਨੇ ဆုံးထိုင်းဘတ်9000မပေးနိုင်ရင်ဖမ်းဆီးနေပြီးစကပြန်လုပေးနေတဲ့တရုတ်တထေးကတော့သူတို့တောင်းတာပေးလိုက်တဲ့အတွက်ပြန်လွတ်ပေးတယ်လို့တရုတ်စကပြန်လုပေးနေတဲ့အမျိုးသမီးတယောက်ကပြောပါရတယ်။ ။ကြားပြန့် site တွေမှာကြံခဲ့တဲ့ပစ္စည်းတွေကိုလည်းစစ်သားတွေကကားပေါ်တင်ပြီးမြောက်ရီမြို့ပေါ်မှာပြန်ရောင်းစားနေတယ်လို့ဆိုပါရယ်။ကင်းပြည်နယ်တွေကကြားပြန့်ဝင်လင်ခိုင်းတွေကိုစစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေကအယောင်ပြဝင်ရောက်စီးနင်းတာတွေကိုလုပ်နေတယ်လို့မြောက်ရီမြို့ပေါ်မှာတော့ထွက်ပြေးလာကြတဲ့တရုတ်လူမျိုးတွေကိုစစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေကလူကုန်ကူးတယ်လို့လှုံ့ဆော်နေကြတယ်လို့မြောက်ရီမြို့ကန်တွေကပြောပါရယ်ရှင်။ အီသီရိုးပီးယားနိုင်ငံမှာအခက်အခဲကြုံတွေ့နေရတဲ့မြန်မာနိုင်ငံသားတယောက်ကိုဒီဇင်ဘာလ17ရက်နေ့ကနေရပြန်ပို့ခဲ့တယ်လို့စစ်ကော်မရှင်ဩဇာခံနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်အခက်ခဲကြုံနေရတဲ့မြန်မာနိုင်ငံသားကိုအီသီယိုးပီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနလူအမှုကြီးကြပ်ရေးနဲ့နိုင်ငံသားအကျိုးဝန်ဆောင်မှုဌာနနဲ့အတိတ်အောက်ပါပါမြို့အခြေဆိုင်ကုလသမဂ္ဂလက်အောက်ကနိုင်ငံတကာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM တို့နဲ့ညှိနှိုင်းပြီးနေရက်ကိုပြန်ပို့ဖို့စီစဉ်ခဲ့တာလို့ဆိုပါရစေ။ နေရပြန်ပို့ပေးခဲ့ရတဲ့မြန်မာနိုင်ငံသားရဲ့နာမည်နဲ့အီသီယိုးပီးယားနိုင်ငံကိုရောက်ရှိနေတဲ့အကြောင်းရင်းကိုတော့အတိပေးထုတ်ပြန်ထားတာမရှိပါဘူး။အဲ့ဒီမြန်မာနိုင်ငံသားကိုဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာ Edit Ababa ၊ဘန်ကောက်၊ရန်ကုန်လေကြောင်းခီးစင်နဲ့ပြန်ပို့ပေးခဲ့တာလို့ Edit Ababa မြို့ကစစ်ကောင်စီတန်ယုံကဆိုပါရယ်။ ။အီသီယိုးပီးယားနိုင်ငံမှာအာဖရိကဥချိုဒေတာကဂုံးလင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီးအာဖရိကရဲ့ဒုတိယမြောက်လူဦးရေအများဆုံးနဲ့ကမ္ဘာမှာလူဦးရေအများဆုံးဂုံးလင်းပိတ်နိုင်ငံဖြစ်ပါတယ်။လူဦးရေများသလိုပြည်ရင်းပြည်ပခတွေနဲ့စီးပွားရေးအခြေအနေတွေကြောင့်အာဟာရပြတ်လပ်မှုတွေမကြာခဏရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့သတင်းတွေအရလည်းသိရပါပါတယ်ရှင်။ စကိုင်းတိုင်းရှေးဘုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ထူးကြီးကျေးရွာကဘလုံးကွင်းထဲကိုဒီဇင်ဘာလ10ရက်နေ့ညနေ4နာရီခွဲအချိန်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဘလုံးကန်နေတဲ့လူငယ်6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။တိုက်ပွဲဖြစ်ပွားတာမရှိဘဲရွှေဘုံမြို့တပ်ထောက်ပို့အဖွဲ့တာထပနှစ်အတွင်းကနေဒရုန်းနဲ့ဘုံလာကျဲသွားတာဖြစ်ပြီးထိခိုက်တဲ့လူငယ်တွေအသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးလို့ဆိုပါဗျ။ ဘုံကျဲမှုကြောင့်ဘလုံးကစားနေတဲ့လူငယ်တွေဟာပေါင်ထံရနဲ့ကိုလုံးမှာပုံးပဲ့ထံရတွေရရှိခဲ့ပြီးစေကူတောက်မှုခံယူနေကြရတယ်လို့ဒေသခံကပြောပါရယ်။ဒဏ်ရရှိခဲ့တဲ့လူငယ်တွေကိုစေကူတောက်နိုင်မှုအတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လူမှုကူညီရေးအဖွဲ့တွေကကူညီလှုပ်ဆောင်ပေးခဲ့ကြတယ်လို့သိရပါရယ်။ထူးကြီးကျေးရွာကိုစစ်ကောင်စီတပ်က2023ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကလည်းမီးရှို့တာတွေပြုလုပ်ခဲ့တဲ့အတွက်အင်ဂျီတရာကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါရယ်ရှင်။